မနက်စာစားခြင်းနဲ့မနက်စာမစားခြင်းရဲ့အကောင်းဆုံးဆိုးကျိုးတွေကိုကျွန်တော် research တွေကိုအခြေခံပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဗျာတချို့က lifestyle ရအချိန်များလို့အလုပ်အမြန်သွားလို့မနက်စာမစားပြကြတာများပါတယ်တချို့ဆိုရင်မနက်စာကို coffee တစ်ခွက်လောက်နဲ့ပဲပြီးသွားတာများပါတယ်တချို့ကြောင့်လည်း diet အကြောင်းမူ fasting လုပ်တယ်ပေါ့မနက်စာ skip လုပ်လိုက်တဲ့လူတွေလည်းရှိကြပါတယ် ဒီနေ့တော့မနက်စာစားခြင်းနဲ့မစားခြင်းရဲ့အကောင်းကျိုးဆိုးကျိုးတွေကိုကျွန်တော် research တွေကိုအခြေခံပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဗျ။မနက်စာစားခြင်းရဲ့အကောင်းကျိုးတွေကိုအရင်ဆုံးပြောပြပေးပါမယ်။မနက်စာစားခြင်းက metabolism လို့ခေါ်တဲ့ဇီဝဖြစ်စဉ်ကိုပိုမိုပြီးတော့လှုပ်ရှားစေပါတယ်။ဒါကြောင့်နေ့လည်နဲ့ညနေဘက်တွေမှာအစာကိုထိမ့်ပြီးတော့စားနိုင်တယ်လို့ USA က clinical nutrition မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ နောက်ပြီးမနက်စာစားခြင်းက insulin sensitivity ကိုပိုပိုကောင်းမွန်စေတဲ့အတွက်နေ့စဉ်တခြားတဲ့ထိန်းချုပ်မှုမှာပိုပိုတက်ရောက်မှုတွေရှိစေတယ်လို့ Europe က nutrition journal တစ်ခုမှာဖော်ပြထားတာကိုတွေ့ရပါတယ်။နောက်ပြီးမနက်စာစားခြင်းက energy ကိုပိုပြီးမြင့်တက်စေတဲ့အတွက် cognitive function တွေ mood တွေပိုပြီးကောင်းမွန်စေတဲ့စိတ်ခံစားချက်တွေပိုပြီးတော့ကောင်းမွန်စေတဲ့လို့လဲ physiology and behavior မှာပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်ဗျ။ ဒါဆိုရင်မနက်စာစားခြင်းအကောင်းကျိုးများစွာတဲ့အကောင်းကျိုးအချို့ကိုကျွန်တော်တိထားပြီးမဲ့မနက်စာကို high calorie စားစာတွေအချို့တွေအငယ်တွေမြင်မာတဲ့အစားအစာအစီမြင်မာတဲ့အစားအစာတွေ high carbohydrate ပေါ့ carbohydrate ဓာတ်တွေအများကြီးပါဝင်တဲ့အစားအစာတွေကိုစားလိုက်မိရင်ဆိုရင်တော့ကျွန်တော်အစီတူလောင်မှုအတွက်ကိုတောင်းအားပေးသူဖြစ်စီရပါတယ် ဒါလေးကိုတော့သတိထားဖို့လိုအပ်ပါတယ်။နောက်ပြီးမနေ့ကမှကာဗိုက်ဟိုက်ဒရိတ်မြင့်မားတဲ့အစားအစာတွေကိုစားလိုက်မိဆိုကျွန်တော်ခန္ဓာကိုယ်ထဲမှာဂလူကို့စ်လေဗယ်တွေမြင့်တက်လာမယ်။ကိုယ်ကလှုပ်ရှားမှုနည်းတဲ့သူအထိုင်များတဲ့သူဆိုရင်ဂလူကို့စ်လေဗယ်တွေကအရင်ကမြင့်တက်လာပြီးတော့ကာဗီတစ်ပတ်လည်းမှအဆီဆူတာတွေဖြစ်နိုင်တယ်။မနေ့ကစားပေမဲ့လည်းနေ့လယ်စာနဲ့ညနေစာမှလည်းအများကြီးဝိုးပိုးပိုးစားတောင်းပြီးစီတတ်ပါတယ်ဗျ။ဒီဘက်ကတော့မနေ့ကစားခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေပေါ့။တစ်ဖက်မှာမနေ့ကမစားခြင်းရဲ့ ကောင်းကျိုးတွေကိုအရင်ပြောပြပေးပါမယ်။မနက်စာမစားခြင်းရဲ့အကောင်းဆုံးတစ်ခုက calorie restriction calorie short ချတဲ့နေသူတွေအတွက်အဆင်ပြေတယ်။မနက်စာဆိုတော့တနက်မစားတဲ့အတွက်တနေ့တာလိုအပ်တဲ့ calorie ကိုလည်းတစ်ဖက်တစ်လမ်းကနေ short ချနိုင်တယ်လို့ British Journal of Nutrition ကဖော်ပြထားတာကိုတွေ့ရပါတယ်။ နောက်တစ်ချက်ကမနက်စာမစားရင် insulin level ညော်နေပြီးတော့ fat oxidation ကိုပိုမိုမြင့်မားစေပါတယ်။ဒါကဘာပြောလဲဆိုရင်ကျွန်တော်မနက်စာမစားဘူးမနက်အစောပိုင်းမှာအစာမရှိဘူးဆိုရင် insulin level ကညော်နေနေပါမယ်။ဒါပြင်ကျွန်တော်အစာမရှိစီမှာလှုပ်ရှားမှုတွေအတွက်စွမ်းအင်ကိုသုံးဆွဲရပြီဆိုရင်ကျွန်တော်ခန္ဓာကိုယ်ထဲကအစီ cell တွေကလည်းလောင်ကျွမ်းသုံးဆွဲတယ်လို့လည်းသုတေသနတချို့ကဖော်ပြထားတာတွေ့ရတဲ့အတွက် fat oxidation ကလည်းပိုမိုကောင်းလို့စေပါတယ်။အစီလောင်ကျွမ်းမှုပိုမိုကောင်းလို့စေတယ်လို့ ပြောချင်တာဖြစ်ပါတယ်။ဒါကြောင့်မနေ့စာမစားတဲ့ချိန်လေ့ကျင့်ခန်းတစ်ခုကိုတွဲလုပ်တယ်ဆိုရင်ခြားရခက်တဲ့အစီတွေပါကြာစီတယ်လို့လည်းသူတည်သနာချူကပေါ်ပြထားပါတယ်။ဒါကြောင့်မနေ့စာမစားဘူးဆိုရင် insulin level ကိုညော်နေစေတဲ့ fat oxidation ကိုကောင်းမွန်စေတယ်လို့ translational medicine မှာပေါ်ပြထားတာကိုတွေ့ရပါတယ်။ ။နောက်တစ်ချက်ကတော့မနက်စာမစားခြင်းက fat loss အတွက်ကောင်းမွန်စေပါတယ်။ဘာဖြစ်လို့လဲဆိုတော့မနက်စာမစားဘူးဆိုရင်တက်နက်ညော့သွားပြီ။အဲ့ဒီအတွက်ကျွန်တော်တို့က intermittent fasting ဆိုတဲ့ပုံစံလေးကိုကျွန်တော်တို့ဝင်သွားတယ်။ဝင်သွားတဲ့ intermittent fasting ရဲ့အကောင်းကျိုးများစွာတွေကအစီကြခြင်းကိုအထောက်အပံ့ပြုရဲဆိုတဲ့အချက်နဲ့ကိုင်ရတဲ့အတွက်အစီချမဲ့သူတွေအတွက်မနက်စာမစားခြင်းကသင့်လျော်တယ်လို့ clinical health nutrition review တွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။မနက်စာမစားခြင်းမှာအကောင်းကျိုးတွေရှိသလိုဆိုးကျိုးလည်းရှိပါတယ်။မနက်စာမစားခြင်းရဲ့ဆိုးကျိုးတွေကတော့ အစာရင်မှာပြဿနာရှိရလို့ဒီမှာမနက်စာလုံးဝမစားဘူးဆိုရင်အစာရင်မှာပြဿနာကိုပိုပြီးကြီးမားစွာတက်ရောက်စေပါတယ်။တချို့လူတွေမှာဆိုရင်မနက်စာမစားလိုက်ဘူးဆိုရင်ခန္ဓာကိုယ်မှာခံစားချက်တွေမကောင်းဘူး၊ဘုတ်တွေမကောင်းဘူးပေါ့။အဲ့လိုလူမျိုးတွေကအလုံးလုံးဝလို့ဆိုရင်အလုပ်ထဲမှာ focus ထားနိုင်မှုလဲညွန်နေသွားမယ်။ productivity မှာလည်းကျဆင်းသွားပါလိမ့်မယ်။ ဒါဆိုရင်ဒီဘက်ကတော့မနက်စာစားခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေဒီဘက်ကတော့မနက်စာမစားခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးအချို့ကို research တွေကိုအခြေခံပြီးတော့ကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်။အားလုံးကိုချုပ်ပြီးတော့ပြောရမယ်ဆိုရင်မနက်စာစားခြင်းက metabolism ခန္ဓာကိုယ်စီးပွားဖြစ်စဉ်နဲ့ energy ခွန်အားတွေစွမ်းအင်တွေအတွက်ပုံမှန်ကောင်းမွန်စေပါတယ်။မနက်စာမစားခြင်းကတော့ calorie restriction calorie short ချခြင်းနဲ့တူရတဲ့ fat loss ဖြစ်စဉ်တွေ fat oxidation ဖြစ်စဉ်တွေအတွက်ပိုပြီးကောင်းမွန်စေပါတယ်။ ဒါပေမဲ့အနက်စာစားစားမစားစားမိမိစားလိုက်တဲ့အစားစာကကျန်းမာရေးနဲ့အကန့်ကြီးရမယ်အဟာရပြည့်ဝတဲ့အစားအစာတွေပဲဖြစ်ရမယ်ဆိုတော့သတိပြုဖို့လိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကမနက်စာစားရမှာမစားရဘူးမနက်စာစားတင်လားမစားတင်လားရေရှည်သွားဖို့ဆိုရင်တော့ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုယ့်ရဲ့လုပ်ငန်းဝင်အခြေအနေ ိုယ့်ရဲ့ lifestyle ပေါ်မှာအများကြီး modify တာမို့လို့မိမိအခြေအနေရစီမံပါလို့ပဲကျွန်တော်ကအကြံပေးချင်ပါတယ်ဗျာဗီဒီယိုလေးကိုဆုံးနေကြည့်ပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ rehab system ရဲ့ founder ကိုလူလေးဖြစ်ပါတယ်ဗျာ